ဂန္ဓာယာနှင်းစီတပင်ထဲမှာအရောင်မျိုးမျိုးနဲ့လှပနေအောင်ဒီလိုလေးပြုလုပ်လိုက်ပါပထမဆုံးရွေးချယ်ထားတဲ့အောက်ခံပင်ကိုအပေါ်ပိုင်းပြနေအောင်လှိဖြက်ပေးထားရပါမယ်ပြီးရင်တော့ဘေးအင်းသာရာတစ်ဖက်စီမှာတန်ချောင်းနှချောင်းစီထိုးဆိုင်ပေးလိုက်ပါမိမိမျိုးလိုချင်တဲ့ဂန္ဓာယာနှင်းစီပင်ကဂိုက်တက်တွေကိုဖြတ်ယူပြီးအောက်ခံပင်အပြားပေါ်မှာတင်ထားပေးပါ တင်းကျပ်နေစေဖို့အတွက်ပလတ်စတစ်ကြိုပြစကိုအသုံးပြုပြီးကျက်စီပေးထားရပါမယ် ပြီးရင်တော့ထိုးစိုက်ထားတဲ့တန်ချောင်းတွေမှခြိထားပေးပါဒီနေ့အတိုင်းနောက်ထပ်မျိုးကိုင်းတွေကိုလည်းတင်းကျပ်နေအောင်ကြက်စီပေးထားရပါမယ်နေအောင်တရေမတိတွေ့စေဖို့နဲ့ရေမဝင်စေဖို့အတွက်ပလတ်စတစ်အပါအစားနဲ့လုံအောင်ဖုံးထားပေးလိုက်ပါနှစ်ပတ်ကျော်လောက်ဆိုဆက်ထားတဲ့ကိုင်းတစ်တွေမှအညွန့်တစ်တွေထွက်လို့နေပါပြီဒါဆိုရင်တော့ဂိုင်းစစ်တာအောင်မြင်တဲ့အတွက်ဖုံးအုပ်ထားတဲ့ပလတ်စတစ်တွေကိုဖယ်ပေးလို့ရပါပြီ။ လာနေငယ်ကြတဲ့အခါမှာတော့မိမိမျိုးလိုချင်တဲ့အယောင်တွေကိုရွေးချယ်ပြီးဆက်ထားတာဖြစ်တဲ့အတွက်အယောင်အမျိုးမျိုးနဲ့လှပနေမှာဖြစ်ပါတယ်